ီတရားကိုမဖြစ်မနေနားယူစီစဉ်ပါတယ်လူတွေရဲ့အမှားအကြီးဆုံးက အနာဂတ်ကိုကြိုပြီးဖန်ယူခြင်းကြတယ်နေ့တိုင်းလူတိုင်းစဉ်းစားကြတယ်နှက်ဖြံပါဖြစ်မလဲဘာရမလဲငါနဲ့အတူဘသူရှိမလဲအဲ့လိုစဉ်းစားရင်းနဲ့ပဲဒီနေ့ဆိုတဲ့အချိန်က ဖြုံမိတာပဲလူတိုင်းမှာရှိနေတဲ့စိတ်ယောဂအကြီးဆုံးကဘာလဲလို့ပြောရရင်တော့ စိတ်ကအမြဲတမ်းအနာကဲ့နဲ့အတိတ်မှပဲရှိကြတယ်အတိတ်ကနောင်တပေါင်းများစွာရသလိုအနာကဲ့ကလည်းစိတ်ပူစရာပါပဲဗျာဘဝဆိုတာကပြစ္ဆုတ်ပံပါပဲဒါကို သိနားလည်သွားတဲ့သူပဲဘဝကိုဘဝလိုရှင်းတန်ကြတာပါအနာကကို မတွေးပဲနေတဲ့လူကအရာတော့မဟုတ်ပါဘူးပြောချင်တာကပြစ္ဆုတ်ပံမှာပဲရှင်းတန်ပါ သင်ယုံကြည်မှုရှိဖို့လိုအပ်တာကနတ်ဖြန်မှာပါဖြစ်မလဲဆိုတဲ့ကိစ္စကိုသင်ဖြေရှင်းနိုင်ပါတယ်ဆိုတဲ့စိတ်ကိုငွေးပါအဲ့ဒါစိတ်ချမ်းသာတဲ့တရားအထုတ်ရတာလဲပူလဲကောင်းပါတယ်ဗျာလူတိုင်းကတွေးကြတယ်အနာဂတ်ကိုစိတ်မပူပဲဘဝကိုဘယ်လိုခြေဆက်မှာလဲအနာဂတ်ကိုစိတ်ပူတိုင်းသင်ကိစ္စသင်ပြဿနာတွေကအခုချက်ချင်းပြည်လဲသွားသလားဆိုတော့မဟုတ်ပါဘူးဗျာနတ်ဖြန်စမ်းမရေးဆိုးမလားအောင်မြင်မလား ကြားလာမဲ့ဟာတွေကိုနှက်ဖြန်မှာပဲရောက်လာမှာပါ။ဒါပေမဲ့နှက်ဖြန်ဆိုတာကဒီနေ့လိုပြစ်ဆုံးပံပြန်ဖြစ်သွားမှာပဲလေ။ဘဝကိုအရှိအရှိတိုင်းလက်ခံပါ။စဉ်းစားကြည့်ပါဦး။သင်အနာကဲအကြောင်းအိတ်မပြောတာစိတ်ညစ်တာစိတ်ချုပ်တာဒေါသထွက်ခဲတာလည်းအများကြီးပါပဲဗျာ။နှက်ဖြန်ပါဖြစ်မလဲဆိုတဲ့စိတ်နဲ့ဒီနေ့လှပတဲ့ပြစ်ဆုံးပံကိုသင်ဖြုံးမိတာပဲလေ။ ဒါကဒုက္ခတစ်ခုလိုပဲကိုယ်မှာရှိနေတဲ့အချိန်ကို အသုံးမချပဲဆုံချုံသွားတာပဲလေအမြဲတမ်းမဖြစ်လာတဲ့အရာကိုပဲအစီစဉ်ဆွဲကြတာဒါပေမဲ့ဖြစ်မလာမှန်သိရပါတယ်ဗျာတကယ်နှက်ဖြန်ရောက်လာတော့လဲကိုဖြစ်ရှင်တဲ့အတိုင်းမဖြစ်လာပါဘူးဗျာဒါကြောင့်နှက်ဖြန်ပါဖြစ်မလဲနှက်ဖြန်မှာပဲဖြည့်ရှင်းကြတာပေါ့တကယ်တမ်းကြတော့လဲသင်ဘဝမှာအရန်စိတ်ပူပြီးထင်ထားခဲ့တဲ့အတိုင်းလဲဖြစ်မလာဘူးသင်ကအရန်ကြောက်ပြီးတော့စိုးရိမ်ခဲ့တာတွေ ဖြစ်ကိုမဖြစ်လာဘူးသို့မဟုတ်ဖြစ်ခဲ့ရင်တော့တင်ကရင်ဆိုင်ခဲ့ဘူးပါတယ်ဗျာဒါတွေကတင့်စိတ်ရဲ့လက်ကွက်လားသို့မဟုတ်တင့်ရဲ့ကြောက်စိတ်ကြောင့်ဖြစ်လာတဲ့စိတ်ကူးရင်လားဒါတွေကတင့်ရဲ့အမှန်တရားကိုရလာမယ်မကောင်းစိတ်ကဖုံးကွယ်တာလားစဉ်းစားကြည့်ပါနော်ဒါကြောင့်ပြောချင်တာကနတ်ဖြံပါဖြစ်မလဲဖြစ်လာသမျှကိုရင်ဆိုင်မယ်ဆိုရက်စိတ်သို့မဟုတ်ကောင်းဖို့အတွက်ဖြစ်လာတာပါ ဆိုရက်ဒီကာရကိုသင်ရသွားပြီဆိုရင်တော့သင်တရားအောင်မြင်ပါပြီဗျာ ဒါယုံကြည်မှုတစ်ခုပါပဲသင်သိပါတယ်ဒီနေ့ဒီရက်ကိုရင်ဆိုင်ခဲ့သလိုနောက်နောက်ရင်ဆိုင်နိုင်ပါတယ်တမတ်သင်ပို့ပြီးခိုင်မြဲလာသလိုအောင်မြင်မှုရဲ့ပိုင်ဆိုင်မှုလည်းသင်ရလာမှာပါတာဝန်နဲ့စိတ်ပူတာလည်းကွာပါတယ်ဗျာတာဝန်ဆိုတာသင်ဒီနေ့လုံနိုင်သမျှကိုတာဝန်လို့သတ်မှတ်လို့ရပါတယ်စိတ်ပူတယ်ဆိုတာမဖြစ်လာတဲ့အရာကိုသင်ကအခုဖြစ်စင်နေတာမတူပါဘူးဗျာဒါကြောင့်နှက်ဖြန်ပါဖြစ်မလဲဆိုတော့စိတ်နဲ့မကြောက်ကြပါနဲ့ဥပမာ ကလေးတွေကိုကြည်ပါ သူတို့သည်နှက်ဖြန်ကိုလုံးဝမတွေ့ဘူးစိတ်မညစ်ဘူးငိုခြင်းလဲငိုလိုက်တာပဲဆော့เสียရှင်းလဲဆော့တာပဲရည်ခြင်းလဲရည်လိုက်တာအနာကက်အပူဆိုတာသူတို့မှမရှိဘူးကလေးတွေအချိန်တိုင်းပြစုပ်ပံမှာပဲအသက်ရှင်ကြတော့ဒါကြောင့်ကလေးတွေကအမြဲတမ်းအပြစ်ကင်းပြီးပျော့ပျော့ပါပါတင်တွေ့ရပါတယ်ဗျာနှက်ဖြန်ပါဖြစ်မလဲဆိုတာကိုဘယူးမဆိုင်ပဲဖြစ်လာသမျှကိုရင်ဆိုင် ပြီးကောင်းဖို့အတွက်ဖြစ်လာတာပါဆိုတဲ့စိတ်ကိုတွေးရင် ကလေးနဲ့တင်းပေါ်ကတူတာပဲဘယ်အရာပဲဖြစ်ဖြစ်ကြောက်မဲ့အစာစိုးစိုးဖို့လိုအပ်ပါတယ်ဗျာအနာဂတ်ကိုတင်ကြိုသိနေစဉ်းစားကြည့်ပါတင်းအသက်ရှင်ဖို့ပျော်ပါမှလားစိတ်ပူလောင်တာကကျွန်တော်တို့အင်းအားကိုချော့စေတယ်ပြင်းမှန်းစေတယ်ဖြစ်လာသမျှကိုလက်ခံပါဒါကကိုယ့်အတွက်အင်းအားလည်းကောင်းတယ်လို့တည်ခြင်းတရားကိုလည်းလက်ခံပြီးတင်းဘဝကိုအကောင်းဆုံးဖြစ်အောင်ချင်တန်စေပါတယ်ဒါကြောင့်ငါဘာဖြစ်မလဲဘယ်နည်းတည်မလဲတွေးစရာမလိုပါဘူး အချိန်တန်သူ့အသူတည်ရမှာပဲသင်အခုအသက်ရှင်နေတဲ့ဘဝကိုအဝရှင်းတန်ပါအနာဂတ်ကိုတွေးပြီးတော့ပြစ်ုပ်ပံလို့တော့အပြတ်မခံပါနဲ့ဗျာတရားဆိုတာလည်းပြောရရင်တော့ပြစ်ုပ်ပံပါပဲဒါကြောင့်သင်သိဖို့လိုအပ်ပါတယ်ဗျာလွမြောက်ရှင်နဲ့နိဗ္ဗာန်ရောက်ရှင်နဲ့ဆိုတဲ့လူကဒါကိုသိရင်ရပါပြီဗျာနှက်ပြန်ပါဖြစ်မလဲကြောက်စိတ်နဲ့သင်က ဆုံးဖြတ်ချက်ရှာရင်ကြောက်စိတ်နဲ့ယူတဲ့အရာကဘယ်ဟာမှ အဆင်မပြေပါဘူးဗျာဥပမာပြောချင်တာကအပင်ဆိုက်ရမယ်တောင်းရင်ကတင့်တောင်းဝင်ပါဗျာအတိတိတာမတိတာတွေးပြီးတော့ကိုယ့်ရဲ့ဘဝကိုအချင်းကို အားလုံးအလကားတော့မဖြစ်ပါစေနဲ့ဗျာတင်လောက်တာမှန်တယ်ကောင်းတယ်ဆိုရင်တော့အချင်းတိုင်သူ့အတူအကုန်လုံးအဆင်ပြေသွားမှာပါအရာအားလုံးကိုသင်ကြိုသိနေရင်ဘဝကအတိတ်ပဲမရှိသလိုခံစားမှုလည်းရှိမှာမဟုတ်ပါဘူးလူဘဝကကွန်ပျူတာလိုဖြစ်သွားမှာပေါ့ဒါကြောင့်အနှက်ပြန်ပါဖြစ်မလဲဆိုတာကို ဖြစ်ရှင်တာဖြစ်ပါစေဆိုတဲ့စိတ်ကိုမွေးပါဗျာဘယ်အရာပဲဖြစ်ဖြစ်ကိုချစ်ရောက်လာသမျှကိုကိုရင်ဆိုင်မှာပဲအဆင်ပြေမှာပါ နေရင်ထိုင်ရင်လည်းမဟုတ်တာတွေမမှန်တာတွေတွေးစရာမလိုပါဘူးဗျာပြောရရင်တော့ဒီအရာအကြောင်းကအခြေကြီးပါပဲဒါပေမဲ့အခုခက်ကလူတွေအမှန်တရားကိုသိဖို့ဦးစားမပေးကြပါဘူးဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါမယ်နောက်နေ့မှပဲကြံတဲ့အပိုင်းကိုဆက်တင်ပေးပါမယ်အခုလိုအဆုံးထိနားထောင်ပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဒီတရားကိုနားယူပြီးသင်ဘောကိုပြောင်းလဲနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာ